စာလံအခန်းကြီး48နှင့်အခန်းငယ်3မှ14ခုထာဝရဖရာသည်ကြီးမြတ်တော်မူ၏တန်ရှင်သောတောင်တော်ပေါ်မှငါတို့ဖရာသခင်ဤမြို့တော်တွင် အထူးသဖြင့်ထောမနာချီးမွမ်းခြင်းကို ခံထိုက်တော်မူ၏ညီကြီးတပြင်းလုံးရွှင်လန်းရာဇီးအောင်တောင်ထိပ်သည် အစင်းလာပေ၏မြောင်မျက်နာဘက်၌မဟာမင်းကြီးဤမြို့တော်သည်တည်၏ထိုမြို့ဤဘုံဘေးမှန်တို့တွင်ဖရာသခင်၌ခိုလုံရသည်ကိုသိရ၏ ရှင်ဘရင်တို့သည်စီးဝေး၍အတူလျှောက်သွားကြ၏မြင်သောအခါမှိုင်တွေ၍ထိတ်လန့်လျက်ပြေးကြ၏ထိုအရ၌သူတို့သည်ကြောက်လန့်ခြင်းသို့ရောက်၍တားပွားသောမိမခံရသကဲ့သို့ဝေဒနာရှိကြ၏တာရှုတင်မောတို့ကိုချိုးဖက်သောအရှိလေးနှင့်တွေ့သကဲ့သို့ဖြစ်ကြ၏ငါတို့သည်ကြားဘူးသည့်အတိုင်းကောင်းကင်ဘိုးကြီးရှင်ထာဝရဖရာဤမြို့ငါတို့ဖရာသခင်ဤမြို့တော်၌တွေ့မြင်ရကြ၏ဖရာသခင်သည် ယူရောကိုအစင်မြဲတည်စေတော်မူမည်။အိုဖျားသခင်အကျွန်ုပ်တို့သည်မိမှန်တော်ထဲမှကယုဏတော်ကို အောင်မေ့ကြပါ၏။အိုဖျားသခင်နာမတော်သည်မြေကြီးဆုံးတိုင်အောင် နှံ့ပြသည့်ဤသူဂုံတရေတော်လည်းနှံ့ပြလျက်ရှိ၏။လက်ကြလက်တော်သည်ဖြောင့်မချင်းတရားနှင့်ပြေးဝါလျက်ရှိပါ၏။ဖျားစီရင်တော်မူချက်များကြောင့်ဇီးအောင်တောင်သည်ဝမ်းမြောက်၍ယူရအမျိုးသမီးတို့သည် ရှင်လန်းကြပါ၏။ သားမီးတို့အားကြားပြုံးမိအကြောင်းဇီုံမျိုးကိုပတ်ပတ်လဲ၍ပြအိုးတို့ကိုရေတွက်ကြလော့ရင်သားတို့ကိုမှဲ့၍ပုံဗိမ့်မများကိုလည်းဆင်ကျင်ကြလော့အကြောင်းမူကားထိုဖျားသခင်သည်ကာလအစဉ်မြဲငါတို့၏ဖျားဖြစ်တော်မူ၏တေသည် ကာလတိုင်အောင်ငါတို့ကိုပို့ဆောင်တော်မူလာတန်တည်းသာလံအခန်းကြီး48နှစ်အခန်းငယ်တမ14ခု